္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ညီနောင်မမိတ်တုံးဘက်ကငလင်နောက်ဆက်တွဲကယ်ဆေးလုပ်ငန်းတွေကိုအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်ကလတာတစ်ဖက်သက်အပြည့်ရကြောင်းကြေညာပါရစေ။ငလင်ဘေးဒဏ်ခံရခြင်းတွင် မိုးညင်းခရံ KIA တပ်မဟာရှစ်ဘက်ကိုစစ်တပ်ကလေနဲ့ပုံကျဲတိုက်ခိုက်မှုစစ်တပ်နဲ့လာတက်တဲ့လူငယ်38ဦးကြာဆုံးခဲ့ကဗမော်ဝိုင်းမော်နဲ့အင်တော်ဘက်ကိုလည်းဇက်တိုက်ပုံကျဲနေတဲ့တွင်ပါဝင် ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ညီနောင်မဟာမိတ်သုံးဘွယ်ကငလင်နောက်ဆက်တွဲကယ်ဆယ်လုပ်ငန်းတွေကိုအ мян ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက်တလတာတစ်ဖက်သက်အပြည့်ရတယ်လို့မနေ့ကကြေညာလိုက်ပါတယ်။နိုင်ငံအတွင်းမှာငလင်နောက်ဆက်တွဲကယ်ဆယ်လုပ်ငန်းတွေကိုအ мян ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာထိုးစစ်တွေကိုပြုလုပ်မှာမဟုတ်ပဲ လတာတစ်ဖက်သက်အပြစ်ရက်လိုက်တယ်လို့လည်းဆိုထားပါဗျ။ထုတ်ပြန်လိုက်တဲ့အချိန်ကနေစတင်ပြီးညီနောင်မဟာမိတ်တွင်တဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ မိမိကိုမိမိခုခံကာကွယ်တဲ့တုံ့ပြန်မှုလို့ရနေလွယ်ပြီးစတင်ထိုးစစ်ဆင်တိုက်ခိုက်မှုလုံးမှာမဟုတ်ပဲဧပြီလ10ရက်နေ့ကနေ30ရက်နေ့ထိတလတာတစ်ဖက်သက်အပြည့်အခက်ရက်စဲလိုက်တယ်လို့လည်းညီနောင်မမိတ်သုံးဘက်ကကြေညာလိုက်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ Richarder Scale 9သမခွန်အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့ငလင်ကြီးတစ်ခုနဲ့နောက်ဆက်တွဲငလင်ငယ်တွေကြောင့် ကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ပဲခူးတိုင်းနဲ့နေပြည်တော်အပါအဝင်မြန်မာနိုင်ငံအတွင်းနေရာဒေသအများပြားမှာပြည်သူလူထုများစွာတို့ရဲ့အသက်အိုးအိမ်စီးစေတိုက်တာအဆောက်အုံနဲ့ဆေးရုံကြောင်း ဖျားချောင်းကန်စီဒီပထုပလီတွေမြောက်များစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အဲဒါကြောင့်ညီတော်မမိတ်သုံးဘွဲ့အနေနဲ့ငလင်နောက်ဆက်တွဲအခြေအနေတွေကိုအလင်းနဲ့ထားစောင့်ကြည့်လေ့လာပြီးရနောက်မှာငလင်တန်တဲ့မြို့တွေမှာအရေးပေါ်ကုညီကယ်ဆယ်ရေးရှာဖွေရေးလုပ်ငန်းတွေလှုပ်ဆောင်နေကြတဲ့ပြည်တွင်းပြည်ပကုညီကယ်ဆယ်စေနာဝန်ထမ်းတွေဆက်လက်ကြည်သာစွာနဲ့လုတ်ကင်နိုင်ကြစေဖို့နဲ့ငလင်တန်တဲ့ပြည်သူတွေတဲ့အရေးကြီးအရေးပေါ်ချက်ချင်းလိုအပ်နေတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကိုအမြန်ဆုံးထိထိရောက်ဆောင်ရွက်နိုင်ဖို့အတွက်အထူးလိုလားကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်ရှင်။ မန္တလေးရဲ့တရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်မန္တလေးမြို့အနီးကိုဗဟိုပြုကယမန်နေ့ညနေပိုင်းကမြေငလင်ထပ်မံလှုပ်ခတ်ခဲ့ပြီးနောက်ဆက်တွဲငလင်ငယ်တွေဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ကြောင့်တတိပြုနေထိုင်ကြဖို့ NUG အစိုးရကအသိပေးချက်ထုတ်ပြန်ထားပါရယ်မနေ့ကညနေ6နာရီလောက်ကမြန်မာနိုင်ငံပြည်တွင်းမန္တလေးမြို့အနောက်မြောက်ဘက်15ကီလိုမီတာခန့်အကွာမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြုက အင်အား Richter scale 5အဆင့်ရှိတဲ့အတော်အသင့်အင်အားရှိတယ်။မြေငလင်ထပ်မံလှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်မနစ်ကမနစ်အစောပိုင်းတနင်္လာ52မိနစ်လောက်ကလည်း စကမ်းမြို့အနောက်မြောက်ဘက်၄ကီလိုမီတာကိုဗဟိုပြုပြီး AR Raster Scale ၄ဒသမ၁အဆင့်ရှိတဲ့မြေငလင်လှုပ်ခတ်ခဲ့တယ်လို့နေ့လယ်ပိုင်းလောက်မှာလည်းနေပြည်တော်ပုပ်ပတီတီမြို့နယ်ရဲ့မြောက်အရှိမြောက်ဘက်၅မိုင်ခန့်အကွာကိုဗဟိုပြုက AR Raster Scale ၄ဒသမ၉အဆင့်ရှိတဲ့မြေငလင်လှုပ်ခတ်သွားခဲ့ပြီးအဲ့ဒီညမှာပဲ လေးတသမရှစ်အဆင့်ရှိတဲ့မြင်းကလင်းဟာနေပြည်တော်မှာထပ်မံလှုပ်ခတ်သွားခဲ့ပါတယ်။အဲဒါကြောင့်သခိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်တွေဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်တတိနယ်နေထိုင်ကြဖို့အန်ယူဂျီအစိုးရကအသိပေးပြောဆိုထားပါတယ်ရှင်။ထလက်ပြီးတော့မန္တလေးတိုင်းပျော်ဝဲမြို့မှာငလင်တန်းကြောင့်တေဆုံးသူ160ကျော်ရှိတာက ကိုထူကိုထရှာဖွေကစရေးတွေဆက်လက်လှုပ်ဆောင်နေရလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်းကြောင့်ပျော်ပွဲမြို့မှာလည်းအဆောက်အုံတွေပြိုကျမှုအများပြားဖြစ်ပွားခဲ့ပြီးပြည်သူရာနှင့်ချီတည်ဆုံးခဲ့တယ်လို့လည်းသိရပါရယ်ငလင်တန်းကြောင့်တည်ဆုံးမှုအများဆုံးဟာပျော်ဝယ်မြို့ KBZ ဘန်နဲ့ဗလီပြိုကျမှုကြောင့်ဖြစ်ပြီးလူအများပြားရောက်ရှိနေခြင်းဖြစ်တာကြောင့် သေဆုံးမှုရာနဲ့ချီရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ပျော်ဝဲမြို့မှာစေပတ်ချာလဲမှာရှိတဲ့အဆောက်အုံများစုဟာတိုက်အိုတိုက်ဟောင်းတွေဖြစ်တာကြောင့်ပြိုကျပြီးလူသေဆုံးမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။ပျော်ဝဲမြို့မှာလက်ရှိအချိန်ထိအပြည့်စည်းတွေကိုရှင်းလင်းတာနဲ့ကယ်ဆယ်ရေးတွေကိုကိုထူကိုထဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့လည်းဒေသနေပြည်သူတွေကပြောပါရရှင်။ဆက်လက်ပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးဒေတာမှာငလင်တန်ကြောင့်လူရည်တရာကျော်တည်ဆုံးခဲ့ပြီးလူနေထောင်နဲ့ချီပျက်စီးကအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဒေတာနေပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်မလ28ရက်နေ့နေ့လယ်ကလှုပ်ခတ်ခဲ့တဲ့ဇကိုင်းငလင်ကြောင့်ညောင်ရွှေမြို့နယ်အင်းလေးဒေတာကအန်ကြီးတောင်ကျေးရွာကျေးစာကုန်းကျေးရွာကေလာကျေးရွာဇရကြီးကျေးရွာနဲ့ပေပင်အင်းကျေးရွာအပါအဝင်ကျေးရွာတွေကလူရည်တရာကျော်ဟာတည်ဆုံးခဲ့ပြီးလူနေအိမ်ထောင်နဲ့ချီပျက်စီးခဲ့လို့လည်းသိရပါရယ်ဒေတာနေပြည် ီရီအနေနဲ့ညောင်ရွှေမျိုးဖျားကုံ စတဲ့နေရာတွေမှာစုပြုံနေထိုင်နေရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေသလိုငလင်ကြောင့်လက်စစ်မီးတံတွေလည်းကြိုးကျပျက်စီးခဲ့တယ်လို့လည်းသိရပါရဲ့ရှင်ကချင်ပြည်နယ်တရင်တဘောက်ကိုတက်ဆက်ပေးကြပါရယ်ကချင်ပြည်နယ်မိုးငင်းခံ KIA တပ်မဟာရှစ်ဘက်ကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲတက်ခတ်နေတာကြောင့်စစ်တပ်နန်းလာတက်တဲ့တင်းနန်းသား38ဦးဟာကြာဆုံးခဲ့ရက 28ကိုထိခိုက်ဒဏ်ရာရှိခဲ့လို့ KIA စေရေးသတင်းမြစ်ကပြောပါရယ်မလ31ရက်နေ့ညနေပိုင်းမှာအကြက်ဖက်စစ်တပ်ကမုံငင်းခဲ KIA တပ်မဟာ10ဘက်ကို Jet Fighter နှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်တပ်နန်းလာတက်တဲ့တင်နန်းသား38ဦးဟာကြာဆုံးခဲ့ရက28ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ရလဲဖြစ်ပါတယ်ဒါအပြင်မမော်နဲ့ဝိုင်းမော်ဘက်ကိုလည်းအကြက်ဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်လှုပ်ဆောင်နေပြီး KIA တပ်မဟာ6နယ်မြေကိုလည်း drone နဲ့ဘုံကျဲချမှုတွေလှုပ်ဆောင်နေရလို့လည်းသိရပါဗျ။အလားတူ April 1ရက်နေ့မှာတော့အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲအင်းတော်မျိုးဘက်ကိုလေနဲ့ဘုံကျဲခဲ့တယ်လို့လည်းသိရပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကင်းနီပြည်ဘော်လခဲမြို့နယ်ဝမ်မလန်စစ်ကောင်စီတပ်စခန်းကိုမတ်လ28ရက်နေ့မနက်ပိုင်းကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KC ချို့ဗိုလ်မှူးကြီးဖုံးနိုင်ကရန်ကုန်ခေတ္တကိုပြောပါရယ်ဘော်လခဲမြို့နယ်မြို့တင်မြို့အကြားကစစ်ကောင်စီတပ်စခန်းကို KN တော်လင်းပူပေါင်းတပ်ဖွဲ့တွေကဝန်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအပြန်အလှန်ပြစ်ခတ်တိုက်ပွဲနှစ်နိုင်ခွဲခန့်ကြာမြင့်ခဲ့တယ်လို့လည်းဗိုလ်မှူးကြီးဖုံးနိုင်ကပြောပါရယ်အဲဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားအလောင်းလေးလောင်းနဲ့လက်နက်ခရမ်းတွေကိုသိမ်းဆဲရ ရှိခဲ့သလိုတော်လဲတဖွဲ့ဝင်တွေဘက်ကလည်းတဦးဟာကြာဆုံးခဲ့ရပြီးမစိုးရရဒဏ်ရရှိသူ10ဦးကျော်ရှိတယ်လို့လည်းသိရပါဗျ။စစ်ကောင်စီတပ်သားတွေကတော့ဘောလခဲမြို့နယ်ရွာသွေးရွာကြားမှာရှိတဲ့မိုင်းထန်ကျေးရွာကကာကင်းစကန်ကိုစုခွာသွားတယ်လို့လည်းဗိုလ်မှူးကြီးဖုံးနိုင်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမှများပါ။